ားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားစရာနှက်ကတွန်းပုံမြင်လေးတွေကိုတက်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေခဏသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အလွန်လဲတဲ့ရေကဲမှုတွေကြီးကန်းခေါလုံးတန်ကြရနဲ့ជីကဲကာလူရဲ့ရေကဲမုံလေရရောက်လာပြီဆိုတာကလေးတွေအကောင်လုံးကသိကြပါရဲ့ရေကဲမုံရေကဲမုံရေကဲမုံချွတ်ချွတ်လေးတွေရမယ်နော် ငတ်မာလီရဲ့သားလေးကလည်းသူ့အမေကိုအခုလိုပြောလိုက်ပိုင်းမမေရေတားရေခဲမုံစားချက်နဲ့တားရေတားမနီးရပဲရေခဲမုံစားထားတာလေမမေရေတားရေခဲမုံစားချင်နေလို့ပါတားလေးရချီချနေရတီရောငတ်မမေလေးသူ့သားလေးကိုပတ်စံထုတ်ပေးလိုက်ပိုင်းငတ်မာလီရဲ့သားကလည်းပတ်စံယူပြီးအိမ်ကနေမြန်မြန်ထွက်သွားပိုင်းတော်လူကအဝေးကနေကာလူကိုအတန်ပေးလိုက်ပိုင်း ။ဦးလေးဦးလေးရက်ပါအောင်တားရီကဲမောဝဲခြင်းလို့ပါ။ကံလုံးလေးရွှက်လိုက်ပါ။ငါ့ရီကဲမောကုန်သွားပြီ။ငါတို့ဘာရောက်ရတော့မလဲ။ဦးလေးဦးလေးတောင်ဦးလေးကိုခက်ခက်ခဲခဲနဲ့ရှာတွေ့ထားလား။ရော့ဒီမှာပတ်စံ။တောင်ရီကဲမောတစ်ခွက်ပေးပါ။ကံလုံးလေးတော်လုံးစီကပတ်စံယူထားလိုက်ပါ။ပြီးတော့ကလေးကိုစကားရီနဲ့အာယုံတွဲလိုက်ပါ။တားမမေရဲ့နမယာဘလို့ခေါ်လဲတားမမေရဲ့နမယာရာနိုပါဦးလေးဒါငမလေးရာနိုရဲ့တားပါ နင်တို့အရာဘန်နာပင်ပေါ်မှာမလားဟုတ်ပါရဲ့ဦးလေးတောင်းကိုရေခဲမုတ်လေးမြ мян ပေးပါအောင်အရင်ဆုံးပတ်စံပေးအောင်လေဘလို့တောင်းခုနလေးရတဲ့ဦးလေးကိုဆဲချက်ပေးလိုက်တယ်လေလာလိန်နေသေးရဲ့တွားဒီကနေသွားတော့နေလို့ပဲပတ်စံမပေးပဲရေခဲမုတ်စားခြင်းတဲ့သူတွေငါ့စီခဏနာလာဘူးတယ်ကာလူလည်းတွန်းလေးကိုရှေတွန်းသွားပါတို့လူလည်းအိမ်နာမှာထိုင်ငုံနေပါဟွန်းဦးလေးကြီးကအရင်ညက်ပတ်တယ်ဦးလေးကြီးကညက်ပတ်တယ် ငါစီကပတ်စံလဲယူသေးရဲ့ငါ့ကိုကြတော့ရေကဲမို့လဲပေးမသွားဘူးတို့လုံးကိုနေရာမြင်တော့ငတ်မလေးမိထူကသူ့ရဲ့နားကိုရောက်လာပိုင်းအဲ့ဦးလေးကမနေ့တော့ငါ့အောင်လဲအဲ့လိုပဲလောက်တာငါစီကရေကဲမို့ဖို့ပတ်စံယူပြီးငါ့ကိုရေကဲမို့မပေးဘဲထွက်သွားတယ်ငါမမေဘူးငါပြန်ပြောမယ်ရှမ်းဖြစ်ရွာလွယ်ပြီးဘာမှထူမှာမဟုတ်ဘူးငါတို့ကိုယ်တိုင်ပဲအဲ့ဦးလေးကိုပညာပေးရမယ်အိမ်ရောက်တော့ကာလူကကိုကြီးကိုအခုလိုပြောလိုက်ပါတယ် ဒီနေ့ဟုံငက်မရတာငါစီရေကဲမုံလာဝဲဒါမဲ့ငါစီမှာရေကဲမုံမရှိတော့ဘူးငါသူ့စီကတော့ပတ်စံယူလိုက်တယ်ဒါမဲ့သူ့ရေကဲမုံမပေးဘဲမောင်းထုတ်လိုက်တယ်အကူကားလို့ရယ်ဘာလို့ကလေးတွေကိုအဲ့လိုလုံးရတာလဲအဲ့လိုလုံးလိုက်ချုံနဲ့အကူဘာမှတိုးတက်လာမှာမဟုတ်ဘူးနေပါစက်ပိတ်ထားစမ်းငါဘာပဲလုပ်လို့ကောင်းတာပဲလုပ်တာငါ့ကိုဆုံးမရအောင်နေရဘူးမလို့လေခေါကြီးလည်းဘာမှပြန်မပြောတော့ပါဘူး ကာလူကဘသူစကားမှနားမထောင်ပါဘူးနောက်တနေ့မနက်ရောက်တော့ကာလူကရေကဲမုတ်တွန်းလဲယူပြီးတောရဲရေကဲမုတ်လာရောက်ပါတယ်ရေကဲမုတ်ရေကဲမုတ်ရသာရှိရေကဲမုတ်လေးတွေရမယ်ခုံငဲ့တာဂူဂူကလည်းသူ့ရဲ့အဖေကိုအခုလိုပြောလိုက်ပါတယ်ဖေဖေရေဖေဖေတောင်ရေကဲမုတ်စားခြင်း ਨੇ တာရင်အဖေစီမှာတရားတန်တွေပဲရှိရဲ့ရော့ဒီတရားတန်တရွတ်ယူသွားကြီးကန်းစီကနေပိုရဲပစံပြန်ယူလာခဲ့နော်မမိနဲ့အောင် ဟုတ်ကဲ့ပါဖေဖေဂူဂူလည်းသူ့ဖေစီကနေပတ်စံယူပြီးအပြင်ထွက်သွားပါတယ်။ဦးလေးရေဒီမှာပတ်စံတောင်းအောင်ဆယ်ကျက်တန်ရေကမ်းဖို့တစ်ခွက်ပေးပါအောင်။ပတ်စံတရားတန်လေးမြေရော ကာလူကဝမ်းသာသွားပါတယ်။ရော့ဒီမှာဦးလေးတောင်းအောင်ရေကမ်းဖို့အပေါ်များများထည့်ပေးထားတယ်။ဂူဂူလည်းရေကမ်းဖို့စားနေပါတယ်။ကာလူကလည်းပိုရဲပတ်စံပြန်မအမ်းမေးရှိဆက်သွားနေပါတယ်။ဂူဂူကလည်းကာလူကိုအခုလိုပြောလိုက်ပါတယ်။ဦးလေးဦးလေး တောင်းကိုပိုးရဲပစံပြန်အန်းလိုက်အောင်လေဘာပစံလဲဟမ်ဘာပစံလဲနေငါ့ကိုဆယ်ချက်တန်ပေးထားတာလေမဟုတ်ဘူးမဟုတ်ဘူးတာဦးလေးကိုတရားတန်ပေးထားတာတောင်းမလိမ့်ပါနဲ့တောင်းကိုပိုးရဲပစံတွေပြန်ပေးပါတော်စံတော်စံနေလုံလိမ့်ပြောတတ်တဲ့သူတွေငါအများကြီးတွေ့ဘူးလေငါအကြည့်ကန်ဘယ်တော့မှငါမမေ့ဘူးကာလူလဲအဲဒီကနေထွက်သွားပါ යි ဂူဂူလဲသူ့အိမ်သူမြ мян ပြန်သွားပါ යි ဖေဖေရေးဖေဖေအဲဒီအကြည့်ကန်တားစီကနေပတ်စံတွေအကုန်ယူသွားလိုက်ပြီ တာအဆက်ကြက်နဲ့ရေကဲမုတ်ပဲစား तू ကထရနဲ့တရွက်လုံးယူထားလိုက်တယ်အဲ့ကြီးကန်အမြဲတမ်းတခြားသူတွေကိုလိမ်လည်လှည့်စားဖို့ပဲစဉ်းစားနေရငါအခုပဲသူ့စီသွားမယ်ခုံငက်လည်းအိမ်ကနေချက်ချင်းထွက်သွားပါ යි သွားသွားခုံငက်ငါလာမနောက်ရှန်နေနေ့သားငါ့ကိုဆယ်ကြက်တံပဲပေးထားတာပြီးတော့ဆယ်ကြက်တံရေကဲမုတ်စားတယ်ငါကိုယ်တိုင်ဂူဂူတရနဲ့ပေးခဲ့တာအဲ့တော့ငါဘာလုပ်ရမှာလဲငါကတော့သူ့စီကနေဆယ်ကြက်တံပဲယူလာတာ အဲလိုပြောပြီးကာလူကအဲဒီကနေထွက်သွားပါခွန်ငက်ကလည်းကာလူကိုကြည့်နေရောရဲပြီးဘာမှမတက်နိုင်ပါဘူးနောက်တနေ့မှာတော့ကလေးတွေအားလုံးမျက်နှာမှာစုနေကြပါသူကကလေးတွေအများကြီးလိုက်လည်နေရသူ့ကိုပညာပေးမှပဲရတော့မယ်သူကအမြင်အဲလိုပဲလှုပ်တာသူငါစီကလည်းပတ်စံယူသေးရဲ့ပြီးတော့ငါ့ကိုရေခဲမို့လဲပေးမသွားဘူးအကြံရပြီငါအကြံတစ်ခုရပြီမိထူးလည်းသူ့တင်ငယ်ချင်းတွေရဲ့နားနာကိုကပ်ပြီးတခုခုပြောပြလိုက်ပါ යි ။ဘူဘူးရဲ့သားဘူဗလာကလည်းအခုလိုပြောလိုက်ပါ။ဟာဟာအခုတော့ပြန်ဖို့ကောင်းတော့မှာပဲ။အဲ့ဒီရေကဲမုံရောင်းတဲ့ဦးလေးကြီးကလက်စားချေရတော့မယ်။သူတို့အားလုံးလည်းခေါလုံးတံကြားလိုက်ရပါရဲ့။ရေကဲမုံရေကဲမုံလာပြီလာပြီ ရေကဲမုံတဲ့ဦးလေးကြီးကလာပြီ။ငါအဲ့ဦးလေးစီသွားမယ်။နေတော့ကတော့တောင်းမော်သွား။ကူကူလေအဲ့ဒီဦးလေးကြီးကန်းတော့တောင်းလိုက်ပါ။ဦးလေးဦးလေးတောင်းမမသိငယ်ကြီးရဲ့ဒါမင်္ဂလာဆောင်ရှိရဲ့ အဲ့ပွဲမှာကလေးတွေလည်းအများကြီးရှိတော့ဥလိအဲ့ကိုသွားရရင်ဥလိရဲ့ရေကဲမုတ်တွေခဏလေးတွင်ကုံသွားလိမ့်မယ်။ဟုတ်လား။အဲ့ဒါဆိုလဲတောင်းဦးတဲ့ရှောက်ပတ်နေမယ်ဆိုငါအဲ့နေရာပဲသွားလိုက်မယ်။ကာလူလည်းသူ့တွန်းလဲရောအနောက်လှည့်ပြီးတော့တောင်တန်းတွေစီကိုသွားလိုက်ပါ යි ။တူလူကလည်းသူ့အိမ်ကိုပြန်သွားက ခိုင်းတဲ့ဂျိုးတစ်ချောင်းယူပြီးတော့ပြန်လာပါ යි ။ကလေးတွေအကောင်လုံးလည်းတောင်ပေါ်သွားကတနေရာရာမှာပုန်းနေလိုက်ကြပါ යි ။ရေကဲမုတ်ရေကဲမုတ်ဟုတ်မဟုတ်မလာနေပြီ။ ဘာလို့ရမလဲဆိုတာအကုန်သိရမလားအကုန်လုံးလည်းသိရဆိုတဲ့အနေနဲ့ခေါင်းကြီးပြလိုက်ပါကာလူတောင်ပေါ်ရောက်တဲ့အချိန်မှာတော့မီထူကသူ့စီကိုတွားလိုက်ပါဥလိဥလိဟိုတစ်ပင်နာမှာတားရင်ရွှေတင်ကားပြလိကြသွားလို့တောင်းကိုအိတ်ချုပ်မှုထရရနေရွှေတင်ကားပြလိပြန်ကောက်ပေးပါလားရွှေတင်ကားပြလို့ကြားလိုက်ကြနဲ့လောဘကြီးရဲ့ကာလူကလောဘစိတ်တွေတက်လာပါအေးပါအေးပါငါအခုပဲနေရွှေတင်ကားပြတွေကောက်ပေးပါမယ် ကာလူလည်းသူ့ရေခဲမုတ်တွန်းလေးကိုတနေရာမှာရှက်ထားလိုက်ပြီးတပ်ပင်နာကိုသွားပြီးတော့ရှာပါတယ်။ဘဲမလဲဘဲမလဲဒီနားမှာဘာရွှေတင်ကပြမှာမရှိပါဘူး။ကာလူကတခြားနေရာစီသွားရင်အချိန်မှာတော့ကလေးတွေကကာလူရဲ့ရေခဲမုတ်တွန်းလေးကိုယူပြေးသွားပါတယ်။ဟဲငါရေခဲမုတ်တွန်းလေးဘယ်ရောက်သွားတာလဲ။ကာလူလည်းအယူတယောက်လိုသူ့ရဲ့တွန်းလေးဟိုဟိုတီတီလိုက်ရှာနေပါတယ်။ကလေးတွေကလည်းကာလူရဲ့ရေခဲမုတ်စားနေကြပါတယ်။တနေရာမှာအကောင်လုံးစုပြီး ကာလူရဲ့ရေခဲမုတ်တွေအကောင်လုံးကိုအယတာရှိရှိစားပြလိုက်ကြပါတယ်။တိတ်ကိုအယတာရှိရပဲ။အဲ့ဦးလေးကငါတို့ကလေးတွေဖလိုက်အနိုင်ကျင့်နေရဲ့။အခုတော့ငါတို့အနိုင်မကျင့်တင်ဘူးဆိုတာသူသဘောပေါက်သွားလိမ့်မယ်။ကလေးတွေလည်းရေခဲမုတ်စားပြီးကာလူရဲ့တွန်းလဲကိုအဲ့ဒီမှာပဲထားကသူတို့ရဲ့အိမ်တွေကိုစီပြန်သွားကြပါတယ်။ကာလူလည်းညနေအထိတွန်းလဲကိုလိုက်ရှာနေပါတယ်။ပြီးတော့လက်ပလာနေပဲသူ့အိမ်သူ ပြန်ရောက်လာပါအောင်ရင်။ကာလူ ဒီနေ့ဘာဖြစ်လာလဲဒီနေ့ဘာလို့မျက်နှာရေစူပုတ်နေရလဲဂုံကြီးတယောက်ယောက်ကငါရေခဲမုံတွန်းလဲခိုးသွားတယ်ဒါတော့ကြတော့ဂုံကြီးကထားရီပါဟာရှင်နေတိုင်းကလေးတွေကိုလိုက်လိမ်နေရလေဒီနေ့ရောရှင်ကိုယ်တိုင်အလိန်ခံလိုက်ရပြီကလေးတွေလည်းကာလူရဲ့အေုံလာက တပြိုင်နဲ့အခုလိုပြောလိုက်ပါဦးလေးဦးလေးရဲ့ရေခဲမုံတွန်းလဲကတောနယ်ကြီးထဲမှာအနီကိုကြီးအနီကိုကြီးရေခဲမုံတွန်းလဲကတော့တောနယ်ကြီးထဲမှာ ဒါအောင်ကြတော့ကာလူကကလေးတွေနောက်ကိုလိုက်သွားပါဒါပေမဲ့ကလေးတွေအကုန်လုံးကအဲ့ညညာနေမြဲမြဲထွက်ပြေးသွားကြပါ යි ။အဲ့လိုနဲ့ကလေးတွေကကာလူးကိုကောင်းကောင်းပညာပြန်ပေးလိုက်ပါ යි ။စစ်မှန်တဲ့ပျော်ရွှင်မှု။တစ်ပင်ဘွားအိမ်သေးလေးတအိမ်မှာချစ်စရာကောင်းတဲ့ငှက်မလေးလာတော့ထိုင်နေပါ යි ။သူမရဲ့ဘဝမှာပျော်ရွှင်ရရှိရဲ့ဆိုပေမဲ့အချိန်ကြီးတော့တိတ်မကောင်းရှာပါဘူး။သူမကအမြဲတမ်းပျော်ရွှင်တည်တည်လေးတွေထဲမှာစိတ်ထဲလေးရှိပါ යි ဒီနေ့ကသူမရဲ့မွေးနေ့ပဲဖြစ်ပါတယ်။သူမကမနက်စောစောအိမ်ရနှုန်းတို့ချင်းအခုလိုတွေးလိုက်ပါတယ်။ဒီနေ့တော့ငါပြောပေးရှင်ပွဲကျမမယ်။မွေးနေ့လိုအထူးနေ့မှာတခုခုထူးခြားရလုပ်မယ်လို့လာတူကစဉ်းစားထားပါတယ်။သူမကအယတာရှိရဲ့အစီရိအမြင့်တွေကိုလိုက်ရှာပြီးစုလိုက်ပါတယ်။တောင်းတရားတရိတ်ဆန်တွေအားလုံးကသူမကိုချစ်ကြတယ်ဆိုတော့သူမလည်းသိပါတယ်။ဒါပေမဲ့လည်းတတိယရီလောက်တော့သူမမှာပတ်စံမရှိချပါဘူး။ဒါပေမဲ့လည်းသူမရဲ့စိတ်ကပြုံနေပါတယ်။ ဘာလို့လဲဆိုတော့သူမမှာအချစ်စင်တဲ့စစ်မှန်တဲ့တငယ်ချင်းတွေရှိနေလို့ပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းတောအုပ်ထဲမှာချမ်းသာတဲ့ကြည်ကံနေထိုင်ပါတယ်။သူ့ရဲ့နာမည်ကတော့ကာလူပါ။ကာလူကအမြဲတမ်းသူ့ရွှေတွေထုတ်ကြွားလိရှိပါတယ်။သူ့ကိုယ်ပေါ်ရဲ့တနည်းအားမှအမြဲရွှေတွေဝစ်ဆင်ထားလိရှိပါတယ်။ဒီနေ့မှာသူကလာတိုးနဲ့တွေ့ပြီးလောင်ပြောင်ခဲ့ရတဲ့လိုမျိုးပြောလိုက်ပါတယ်။နေမွေးနေကိုဖျက်ဆီးမဲ့အစီအစဉ်ကိုဆွဲထားပြီးပြီလား။ဒီမှာကြည့်ငါးစီမှာရွှေဆွဲကြိုးတွေရှိတယ် နေ့စီမှာတော့ဘာရှိလဲလာတော့အရေးစွန်ပြီးအခုလိုပြန်ပြောလိုက်ပါကျမရဲ့ပျော်ရွှင်မှုတွေကျမရဲ့ပျော်ရွှင်မှုတွေကအဲ့လိုရွှေတဲ့တွေကနေမရပါဘူးကိုစိတ်နှလုံးဟာပဲရနေရပါကာလူကလည်းရှိပြီးအခုလိုပြန်ပြောလိုက်ပါနေကအရန်ကျူတာပဲလာတော့ပျော်ရွှင်မှုကဘာလဲဆိုတာနင်ပဲသိမလဲနေ့စီမှာပတ်စံတွေရွှေငွေရတနာတွေမရှိမချင်းတိနင်ပျော်ပျော်ရွှင်ရွှင်မနေနိုင်သေးပါဘူးပျော်ရွှင်မှုအစစ်မှန်ပစ္စည်းတွေထဲမှာမဟုတ်ပင် ဆက်ဆံရေးတွေထဲမှာရှိရဲဆိုတာနေမသိသေးဘူးထင်တယ်။အဲလိုပြောပြီးလာတို့ကပြန်သွားပါ යි ။လာတို့ကသူ့ရဲ့မွေးနေ့မှာတောင်းအုပ်တဲကသူ့တငယ်ချင်းတွေဖိတ်ထားပါ යි ။သူမကသူ့တငယ်ချင်းတွေနဲ့အတူမွေးနေ့ပွဲလုပ်လို့ပျော်နေပါ යි ။သူ့တငယ်ချင်းတွေအကောင်လုံးလည်းရောက်လာကြပါ යි ။အားလုံးကလာတို့ကိုဆုတောင်းပေးကြပါ යි ။အားလုံးစုပေါင်းပြီးတော့တောင်းအုပ်တဲ့ပန်းတွေနဲ့ပန်းစီတီတီလှုပ်ပြီးလာတို့အတွက်မွေးနေ့ကိတ်တသိမ့်လေးတခုလှုပ်ပေးလိုက်ပါ යි ။နောက်ပြီးတအိမ်လုံးကိုလည်းပန်းပွင့်တွေနဲ့အလှဆင်ထားပါ යි လာထူးလဲဝမ်းသာပြီးအခုလိုပြောလိုက်ပါရဲ့ကျေးဇူးတင်ပါတယ်ငါချစ်တင်ငယ်ချင်းတို့နင်တို့တွေကငါတော်တော်တန်မိုးရှိဆုံးလက်ဆောင်ပါပဲငှက်တွေတရိတ်ဆန်တွေအကုန်စုပေါင်းပြီးမွေးနေ့တခြင်းတည်ဆိုကြပါရဲ့လာတို့လဲသူ့စီမှာရွှေငွေရတနာတွေမရှိပေမဲ့လဲတကယ်စစ်မှန်တဲ့တငယ်ချင်းတွေရဲ့အချစ်တွေရှိပါရဲ့အဲ့ဒါကတန်မိုးအရှိဆုံးရတနာပါပဲတစ်ဖက်မှာကာလုကရွှေဆွဲကြိုးတွေဝတ်ထားပြီးလာတို့ရဲ့မွေးနေ့ပါတီပွဲကိုကြည့်နေပါတယ်သူကလည်းရီမောနေပါသေးတယ် ဘာပြောကြကောင်းလို့လဲတောင်းဦးတရားငှက်တွေနဲ့အကောင့်သေးသေးလေးတွေပေါင်းပြီးပြောင်းနေကြငါတော့မြို့တက်ပြီးနာမည်ကြီးအောင်လုပ်မှာဒီလိုအချစ်တွေတငယ်ချင်းစစ်စံကြီးတွေနဲ့တကယ်အလုပ်ဖြစ်တယ်လို့နင်းတို့ထင်နေကြလားနေ့ရဘဝအရန်သေးလို့နဲ့လာတော့ငါတော့တဏီနန်းတော်ကြီးတဲသွားမှာလာတော့လည်းပြောင်းပြီးအခုလိုပြန်ပြောလိုက်ပါနေ့စီမှာရှိနေတဲ့ပစ္စည်းတွေကနင့်ကိုပျော်ရွှင်မှုပေးနိုင်တယ်လို့နင်းထင်နေမလားတကယ်စစ်မှန်တဲ့ပျော်ရွှင်မှုကနေ့စီမှာရှိနေတဲ့အရာမဟုတ်ဘူးဆိုတော့ငါသိတယ် စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာနှလုံးသားထဲကနေလာတာနောက်ပြီးငါတငယ်ချင်းတွေကဘယ်တော့မှငါ့အောက်တယောက်တည်းပြစ်မထားဆိုတာငါယုံတယ်နောက်တနေ့မှာတော့ကာလူပြန်တန်းနေတဲ့အချိန်မှာရုပ်ရည်မှုန်နှိုင်းတိုက်လာပိုင်းလေပြင်းတွေကသူ့ရဲ့တံမိုးရှိရဲ့ရွှေတွေကိုအဝိ့ကိုပြက်လိုက်ပိုင်းကာလူလည်းကုကေရာမဲမရှိမြေပြင်ပေါ်ပြုတ်ကျသွားပိုင်းသူ့ပစ္စည်းတွေအကောင်လုံးလည်းပျက်စီးသွားပိုင်းအဲ့ခါကျမှသူထင်နေတဲ့အရာက အမှန်တရားမဟုတ်ဘူးဆိုတာသိသွားပါရဲ့။သူရဲ့စည်းစိမ်ပစ္စည်းတွေက တီမုံနိုင်ကနေသူ့ကိုမကယ်တင်ပေးနိုင်ပါဘူး။ကာလူကလာတို့ကိုတရိယာပြီးအခုလိုတွေးလိုက်ပါတကယ်ပဲအချစ်တဲ့တငယ်ကြီးစစ်စံရအရေးပါဆုံးလား။ရှက်အနေငယ်ကြတော့ကာလူကလာတို့စီကိုလာပိုင်း။သူကရှက်ကြောက်ပြီးလာတို့ကိုတောင်းပန်စကားပြောလိုက်ပိုင်း။လာတို့ရဲ့ငါနေနဲ့ပတ်သက်ပြီးမကောင်းတာတွေတွေးခဲ့မိရင်တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုကပစ္စည်းတွေထဲမှာမဟုတ်ဘဲအချစ်နဲ့တငယ်ချင်းစစ်တဲ့အိမ်မှာရှိရဲဆိုတာငါသဘောပေါက်သွားပါပြီ။ ါတို့ကလည်းရီရီမမောနဲ့ပြန်ပြေးလိုက်ပါရင်နေသဘောပေါက်တာနောက်ကျရေးဆိုပေမဲ့ဒါအမှန်တရားပါပဲငါတို့စစ်မှန်တဲ့နှလုံးသားနဲ့တစုံတစ်ယောက်နာနေရတကယ့်စည်းစိမ်ပါပဲကဲအခုလိုမျိုးစိတ်ဝင်စားကြငှက်ကတော့ပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့အတူပြန်လာခဲ့ပါမယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရင်နော်